အဲ့တရားဓမ္မအနေငယ်နာကြကြမယ်အတန်ပိုက်တယ်လောကမှာလောကမှာလူသားတွေဟာတဲ့လူသားတွေဟာဗမိသားစုဆိုပြီးတော့ဒါမိသားစုတွေအစုစုနေကြတယ်ပေါ့ လောကမှာမိသားစုတွေဆိုပြီးတော့၃ယောက်နေလိုက်၅ယောက်နေလိုက်အဲ့တော့နေလာနေကြတယ်အနေပြီးတော့လည်းပဲအဲ့ဒီရှိမှမစီနီယာအဖြစ်ဆိုရင်တော့ဒါအသက်ကြီးတဲ့လူကအရင်ဆုံးဒါခွဲခွာသွားကြစီနီယာအဖြစ်အသက်ကြီးတဲ့လူကအရင်ဆုံးခွဲခွာသွားကြတယ်အငယ်တဲ့လူကနောက်ကနေလိုက်တဲ့အဲအဲ့လိုမျိုးပဲဒါသွားနေကြတယ် ကိုရဲတာသမီတွေမြင်းမြစ်တွေသူတို့ကတော့နောက်ကနောက်ကနောက်ကလိုက်ကြတာအကိုအသက်အရွယ်ချင်းကိုအသက်အရွယ်ဆိုရင်ကိုရှေ့မှာဩရေတွက်လို့မရနိုင်တဲ့မိဖဘိုးဘွားတွေအများကြီးဖြစ်ပြီအဖိုးအဖွာအဖီးပေါင်တလောက်တယ်မဟုတ်တော့အဖိုးအဖွာပေါင်သိမ့်တန်းကလေးဖြစ်ပြီအဖိုးအဖွာပေါင်အများကြီးဖြစ်ပြီ ဟောဆွေမျိုးမဆက်နိုင်လို့တာမြောင်များစွာပဲရေတွက်လို့မရအောင်ထိကိုယ့်ရဲ့မိဖတဲ့အဖို့အဖွားတဲ့အာအများကြီးပဲအဖို့အဖွားတဲ့အများကြီးကိုယ့်ရဲ့မိဖကတော့ဒါကိုယ့်ရဲ့ရှေ့မှာတယောက်ပဲရှိမယ်အဲ့ဒီထိမှာမှအာကိုယ့်မိဖရဲ့အဖေမေအဲ့ဒီအဖေမေရဲ့အဖေမေအဲ့ဒီအဖေမေရဲ့အဖေမေဆိုပြီးတော့ရေတွက်လို့မရအောင်ထိရှေ့လျားပြီးပြီဒီဒီဒီဟာကြီးက ယခုတော့ဒါကိုယ့်အလေးကိုယ့်အလေးရောက်ကိုယ့်အလေးရောက်တဲ့အခါမှာလေပဲဒါစီနီယာအပြင်ဆိုရင်တော့အသက်ကြီးတဲ့လူကအရင်ဆုံးထွက်ခွာပြီးတော့ငယ်တဲ့လူကကြံခဲ့တာဒါယခုပြည့်စုံမှာလောကကြီးမှာကြုံနေရတဲ့အရှင်ဒါပြင်ဟုတ်ပြီဒီလူတွေဟာ ဒေကနေဘလိုများရောက်လာကြသလဲဒေကနေဘလိုများနောက်ကနေလိုက်လိုက်ပြီးတော့တန်းတယ်ဆက်ကြသလဲမိသားစုဆိုတဲ့ family ဆိုတဲ့ဒီတန်းတစ်ခုမှာကိုကနောက်ကဝင်ဝင်ပြီးတော့လိုက်ဆက်တဲ့အဆင့်လောက်ပဲကိုရဲ့သားသမီးကိုရဲ့သားသမီးပုံမှာဘယ်ကလူတွေမှမသိဘူးကိုနဲ့အတအနီးစားဆုံးဆက်စားတဲ့ပုံကိုယ်တွေကနောက်ကနေလိုက်လိုက်ဆက်ကြမှာသားသမီးအဖြစ် မိသားစုဝင်အဖြစ်လိုက်လိုက်ပြီးတော့ဆက်ကြတန်းစီတလို့ပဲကြည်လိုက်ကိုရှိမှစီထားတဲ့တန်းတဲ့အရှိကြီးကိုရှိမှစီထားတာတန်းတဲ့အရှိကြီးပဲအဲ့ဒီကနေနောက်ကနေဘေကမမတိလိုက်လိုက်ပြီးတော့လာပြီးတော့ဆက်ကြအဲ့ဒီဆက်ကြတဲ့လူကိုဟဲ့မင်းဘသူပဲလာဆက်ပါငါနောက်ကဘေဘေဝါပဲလာဆက်ပါလို့သွားတားလို့မရဘူး ပြီးတော့တခါဘောဘက်ကဆက်မဲ့လူကလေးပဲငါကတော့ဘေမိသားစုဘေအမျိုးဘသူစီမံပဲဆက်မဲ့လူလေးတိတိကျကျပြောဖို့ကခေရင်ပြန်တယ်တိတိကျကျပြောဖို့ခေရင်ပြန်တယ်ဒီလိုပဲကံအလို့ဆိုရောက်သွားတော့တာပဲကံအလို့ဆိုရောက်သွားတော့တာဒါပေမဲ့ဆက်မဲ့ပုဂ္ဂိုလ်ကလေတိုက်ပြီးတော့ရွေးပိုင်ခွင့်မရှိတယ်လို့ အဆက်ခံမဲ့ကိုယ့်ဘက်ကလည်းပဲဘသူပဲငါနောက်ကလာတန်းစီပါလို့ပြောခွင့်မရှိဒါဆိုရင်ဘသူတွေကိုဂရုလောက်ထားတာလေဒီမိသားစုဆိုတဲ့ဂရုဟာဘသူတွေနဲ့ဘာတွေနဲ့ဘလို့ဆက်ဆက်ပြီးတော့ဒီဂရုတစ်ခုဖြစ်နေတာလေးလို့မေးရင်ကိုရွေးပိုင်ခွင့်တော့မရှိဘူးဒါလိုပဲကြုံရကြုံရဂရုဖြစ်နေတယ် ဒါဖြင့်ယောဂီတို့ကမြင်အောင်ကြည့်လာကိုရှိကတန်းစီထားတဲ့လူတွေအများကြီး ကိုကဝင်ဆက်တာဒီတန်းထဲမှာတာသမီတယောက်နေနဲ့ကိုရှိမှာမိဖကိုရှိကတိတိကမိဖပြီးရင်အဲ့ဒီမိဖရဲ့မိဖမိဖရဲ့မိဖမိဖရဲ့မိဖနဲ့တဆုံးပဲရေတွက်လို့မရဘူးသူတို့ကလည်းမရှိတော့ပြီးသွားပြီတည်သွားပြီအဲ့ဒီတန်းကြီးကဥဆောင်နေတာတော့လောလောဆယ်ကိုပို့ပိုလူကတော့မရှိတော့ဘူးဒါမှသူတို့ကတန်းစီခဲတယ် နောက်ကိုနောက်မှလည်းတန်းစီမဲ့လူတွေအများကြီးတာဖြင့်ဘသူပဲလာပါလို့ရွေးပိုင်권မရှိသလိုကိုကလည်းပဲဟဲ့ဘသူစီပဲသွားမယ်လို့ရွေးပိုင်권မရှိဘူးဒီလိုပဲရောက်လာဆိုတော့အဲ့ဒီအရှိနေတခုကဒါလောကကြီးရဲ့တဘာဝအမှန်တရားတစ်ခုအဲ့ဒါတဘာဝအမှန်တရားတစ်ခုအဲ့ဒီမှာဒါ ကိုကဒါကိုကြည့်ပြီးတော့ဒါကိုကြည့်ပြီးတော့ဒါဓာတ်တဏပြန်ထောက်ရမှာဒါကိုကြည့်ပြီးတော့အတွေးကိုအစောအမိန့်တွေပြန်ထောက်ရဒါဆိုရင်နံပါတ်1တခုကတော့မိသားစုဆိုတာလေစိတ်တူကိုတူတော့မဖြစ်နိုင်ဘူးမိသားစုဆိုတာစိတ်တူကိုတူ ဖြစ်လို့မိသားစု ဖြစ်တာမဟုတ်ဘူးအကြောင်းတစ်ခုခုဆက်ဆက်လို့ဖြစ်တာ နောက်ဆုံးသူနဲ့ကိုယ်နဲ့အကျွေးတောင်းမရလေဒီဘဝမှာမိသားစုဖြစ်တတ်အကြောင်းတွေအများကြီးပဲမိသားစုဖြစ်တတ်အလွန်မုန်းတိနေရလည်းပဲသူ့စီမံသွားပြီးတော့မိသားစုဖြစ်တတ်ဆိုအဲ့ဒီသဘောတရားတွေ့ရနောက်ပြီးတော့ဘယ်ကလူမှမသိတဲ့ဒီအတိုင်းအဝန်မိသားစုဆိုတဲ့ group တစ်ခုမှာအလုံးစိတ်ဓာတ်တူရာညှိဖို့ဆိုတာကလည်းအလွန်ခေးရင် ဘာဖြစ်လဲဆိုတော့စိတ်ဓာတ်တူလို့မိသားစုဂရုလာဖြစ်တာမဟုတ်ဘူးအကြောင်းကလေးတစ်ခုရှိလို့အကြောင်းကလေးကောင်းတဲ့အကြောင်းလေးဖြစ်ကောင်းဖြစ်မယ်မကောင်းတဲ့အကြောင်းလေးဖြစ်ကောင်းဖြစ်မယ်အကြောင်းကလေးတစ်ခုရှိလို့မိသားစုဖြစ်တော့အေးငါသားသမီးငါရဲ့ဝေယမို့လို့ညာမို့လို့ကိုနဲ့အတူတူတန်းတူတန်းကြီးမယ်ဟဲ့ဆိုတဲ့ပုံစံမျိုးကတော့ဘယ်တော့မှသွားမလုပ်နဲ့ပင်ပန်းယုံပဲရှိဘူး ပင်ပန်းယုံပဲရှိမယ်လူတွေကကိုယ်ကံနဲ့ကိုသူ့အတွေးနဲ့သူ့ကိုယ်အတွေးနဲ့ကိုဖြစ်လာကြတာဆိုတော့ဘလို့မှသွားပြီးတော့တန်းညှိလို့မရဘူးအဲ့ဒီထက်မှကိုကကောင်းနေတာမဟုတ်ဘူးနော်ကိုလေးဆိုးနေတဲ့အထိပါဖြစ်ကောင်းဖြစ်နေကိုနဲ့မတူလို့ဆိုပြီးတော့ဟိုလူက ဆိုးလို့သွားမလုံးနဲ့ကိုနဲ့မတူတာက ကိုဆိုးလို့လေဖြစ်ကောင်းဖြစ်သူကောင်းလို့လေဖြစ်ကောင်းဖြစ်မယ်သူဆိုးလို့လေဖြစ်ကောင်းဖြစ် လူတွေကတော့ကိုယ့်ဘက်ကိုကြည့်လိုက်တာနဲ့တခါတည်းကိုကအကောင်ကိုဘက်ကကိုနဲ့အစင်မပြေရင်သူမကောင်းဘူးကိုကတော့အကောင်ဒီလိုပဲတွေ့တယ်တကယ်တော့မဟုတ်ဘူးကိုကကိုကန့်လန်ကိုကကန့်လန်ဒါဆိုရင်ဒီမှာသတိထားဖို့ကကိုလေးမကောင်းဖြစ်နိုင်တယ်လို့သူတို့ဘာလေးမကောင်းဖြစ်နိုင်တယ်ကိုနဲ့ကြီးမကြိုက်တဲ့ကိုကောင်းတယ်သူမကောင်းဘူးလို့သွားပြောလို့မရဘူး ဒါပြင်အဲ့ဒီလိုမိသားစုတွေအတန်းကြီးတန်းကအတန်းတွေဖြုတ်လိုက်အတန်းတွေရှေ့ကိုရှေ့ကအတန်းတွေဖြုတ်ဖြုတ်သွားတာကိုယ့်လျာကိုယ်လေးဖြုတ်ကိုယ့်လျာရင် ကိုယ်လေးတန်းဖြုတ်သွားအေးငါကတော့တသက်လုံးနေမယ်နှစ်ပေါင်းတထောင်တိနေမယ်ငါငါနောက်ကအကောင်တွေကတော့မင်းတို့ဖြုတ်ကြလေကွာငံပဲနေမယ်ဆိုလို့ကတော့မရှိဘူးရှိတဲ့နေရာပဲရှိတာမရှိတဲ့ဒီဘက်ကလောကကြီးတဘာဝမှာတော့မရှိဘူး မင်းတို့ဖြုတ်ကြငံပေးနေမည်ဆိုတာမရှိဘူးကိုယ်လေးရရင်ကိုယ်ဖြုတ်ကြီးကြီးဖြူဖြူဖြုတ်နိုင်ဖို့လိုတယ်အဲ့ဒီမှာဒါသနကအတွေးမြင်ကကိုယ်အလေးရောက်ရင်ကိုယ်ကြီးကြီးဖြူဖြူဖြုတ်နိုင်မလားသူများဖြုတ်တော့ကတော့အေးကံပဲပို့အသက်ကြီးတော့ဖြစ်တတ်တယ်ပို့အနိစ္စပို့ဒုက္ခပို့ ਨੇ သူများအလေးတုံးကတော့ကိုပြောနိုင်တယ်။ကဲကိုယ်အလေးရောက်တော့မယ်ဆိုရင် အင်းဘယ်လိုလုပ်ကြမလဲအဲ့ဒါလေးနေနေပါပါတော့တွေးထားသူများလေးရောက်တော့ကတော့ပြောလို့ကောင်းတယ်လေဘုန်းကြီးတရားဟောတယ်လို့ပေါ့အာနိဇဝဒသင်္ခါရဖြစ်ပြီးပြည့်တယ်ဟာပြောတာပဲဘုန်းကြီးကလည်းယောဂဖြစ်သေတော့မယ်ဆိုရမလဲမလဲဖြစ်ရင်ဖြစ်နေပြောလို့မရဘူးဘုန်းကြီးတွေဟောတယ်လေတရားတွေအတုပဇဝင်လေးပဲ အမရဏမေဘဝိတ္တိငါသိခြင်းသည်ဖြစ်ရတံအတုဝံမေဇီဝိတံသိခြင်းအသက်ရှင်ခြင်းဟာမမြဲဘူးဇတ်တိဖြင့်ပါဠိပေါင်းမြောင်များစွာထုတ်ပြီးတော့ဟောတာဒါဖြင့်ဘုန်းကြီးတွေလည်းဈေးုံတက်ရောအဲ့ဒီစာပဲရွက်နိုင်သေးလားဆရတော်ကတိထားယုံမြန့်ဖြင်းလေအလုံးမဖြစ်ပြန်ဘုန်းကြီးတွေတိတာပေါ့ဇာတိသင်ထားတာတိတာပေါ့ဒါတွေသင်ထားတာတိတာပေါ့နှုတ်တဲ့အာကုန်လေးရတယ် ဘယ်ရှင်ပြထမ်းမဲထမ်းမဲအကုန်ရွက်ပြတ်နိုင်ဒါပေမဲ့တေချာမလေ့ကျင့်ထားရင်မလွေတဲ့ကိစ္စယခုကိုရောသူရောပဲကိုရှိကတန်းနေဖြုံသွားတယ်။ဟောတရားဓမ္မလုံးလုံးတရားပဲနှလုံးသွင်းလိုက်သလိုလိုနဲ့ဘုရားဖြေသိမ့်တော့ရတယ်။ဒါပေမဲ့ကိုအလှအဲ့ဒါမျိုးတစ်ချိန်ကြုံလာခဲ့မယ်ဆိုရင် အဲ့ဒီစကလုံးတွေကိုကိုယ်တိုင်ရွက်နိုင်ပါမလားလို့ကိုကိုကိုတတိထားဖို့ပို့ကိုကိုယ်တိုင်ရွက်နိုင်ပါမလားဒါတာတော်ရဲ့ကြီးပြောရတာကသူများပဲပြောလို့ကောင်းတာကို့အတွက်ကြတော့မပြောနိုင်တော့ကို့အတွက်ကြတော့ပြောနိုင်ဖို့လိုတယ်ဒါကို့အလေးရောက်တဲ့အခါပို့ဒါပြင်ဘုံဘုံတို့ပတ်ဝန်းကျင်မှာ ယောဂီတို့ပတ်ဝန်းကျင်မှာဒီနေ့ဒီနေ့သိဆုံးနေကြတဲ့လူတွေရှိကြတာပဲအဲ့ဒီချိန်မှာအိုးအရှင်တန်တို့လည်းသိတဲ့အနိစ္စဘာဖြစ်တယ်။ကံကိုအလေးငါလေးတစ်နှစ်အဲ့ဒီလိုဖြစ်ရမယ်ရောက်ရမယ်အဲ့ဒီလိုတခါတည်းစိတ်ကြင်ရတန်ကကိုယ့်အလေးရောက်ကိုဖြုတ်တယ်။ဒါကတော့တကယ်လို့ဒိုင်ခံထားပြီးတော့ဟိုနောက်ကောင်တွေပဲဖြုတ်စလို့မရဘူး။ ကြည့်လိုက်တန်းကြီးတန်းကြီးကတန်းနေတာရှေးကလည်းမိဖမိဖရမိဖမိဖမိဖနဲ့ရင်တွက်လို့မရဘူးဆွေကြီးမျိုးမျိုးဆွေကြီးမျိုးကြီးဆိုတာအဲ့ဒါလူတိုင်းကဆွေကြီးမျိုးကြီးရင်တွက်လို့မရဘူးအဲ့ဒီအတန်းတွေအားလုံးရှေ့ရှေ့ရှေ့မှာစဉ်းစားလိုက်ရင်လည်းအားလုံးကအမျိုးတွေပြန်ဖြစ်တယ်အားလုံးကအမျိုးတွေပြန်ဖြစ်တယ် စကရေကဘာကြီးမှာဘိုးဆိုပါဆိုမြန်မာနိုင်ငံမှာတန်ပေါင်းဘလောက်60ကျော်ဆိုတာရှိတယ်။ဟိုတော့ဒေတာနဲ့ဆိုတော့90ကျော်ပဲထားလိုက်ပါ60ကျော်ရှိတယ်စကရေကလူ90ကျော်ကတန်းစီနေတာမဟုတ်ဘူးပရမကတော့တဆေပဲရှိမှာပေါ့အဲ့ကလည်းပွားပွားပွားပရမ9တန်းပဲရှိမှာပေါ့ပရမတတန်းပဲရှိမှာအဲ့ကလည်းပွားတော့တာတန်းကလည်း10တန်းဖြစ်မှာ9တန်းဖြစ်မှာ9တန်းကလည်း15တန်းဖြစ်မှာစသဖြင့်သူတို့ နောက်ဆုံးမူလကိုသွားစစ်လိုက်ရင်ကိုယ်ကအလုံးကအမျိုးတွေဖြစ်နေကိုယ့်ရဲ့ရေအတွက်မရနိုင်တဲ့အဖို့အဖေရဲ့အဖေအဖေရဲ့အဖေအမေရဲ့အမေနဲ့ဆက်စပ်လိုက်ရင်အလုံးကအဲအဲ့ဒါလေငါအဖို့သူကလည်းအဲ့ဒါငါအဖို့နဲ့သူ့အဖွားနဲ့အတူတူဖြစ်နေဒါရိုးရိုးပဲစဉ်းစားကြည့်မေတ္တာကမ္မထံအားထုတ်တဲ့အခါမှာအကျုံးဝင်အောင်လို့ဒါပြန်ယခုဆက်လာလိုက်တာအတန်ကိုအလေကိုလေကတော့ ဒါဒီအသက်အရွယ်နဲ့ဆိုရင်တော့တိတ်မကြတော့ဘူးပေါ့ခုခေတ်မှာကယောဂါကများတဲ့ခေတ်ဗာယောဂါနဲ့ဘလို့သိမှမသိဘူးသိဖို့ကလည်းအရင်လွယ်တယ်ငါတော့80နေရမယ်90နေရမယ်ငါတော့ကျန်းမာသေးတယ်သွားတွဲလို့မရအကျန်းမာနေရင်လည်းပဲဆုံးသွားတာမကျန်းမာတဲ့လူကတိတ်မဆုံးဘူးသူကသူမကျန်းမာတဲ့လူကဈေးဝတယ်တော့လို့ကုသဇေယရှိတာကုသလို့အေးဆေးဆေးသူကနေနိုင်တယ် ကျမ်းမာတဲ့လူကတော့အေးဆေးဆေးဆိုလုံတာဖြတ်ဆိုသိသွားတတ်တယ်။အဲ့ဒါကိုပုံမှုတော့ဒီကနေ့တန်ဝေကယူရ။ယောဂကလည်းသိပြီဆိုတာနဲ့နောက်ဆုံးအဆင့်ပဲသိမကြတော့ပြင်ဖို့သိဖို့တောင်ပြင်ဖို့အရှိန်မရဘူးတလို့ပြောလို့ရ။ယောဂကယခုကဖြစ်ပြီဆိုတာနဲ့နောက်တစ်ပတ်ပြီးမရှိတော့ကုန်ပြီပျောက်သွား။နောက်တစ်လဆိုမရှိတော့အဲ့လောက်ထိကိုမြင်တာဆိုတော့ နေမကောင်းဖြစ်မှလည်းပဲပြင်ဆင်ထားလို့မရတော့ဘူးအခုကလေးကလေဒါပြင်ဆင်နေမှရမဲ့သဘောရှိတယ်ခေတ်ကာလအလျောက်အရင်ခေတ်ကဘုံမတော်ငယ်ငယ်တုန်းကတော့ပုံသင်တွက်လို့ရအာသက်ကြီးမှသင်မင်းလို့ပုံသင်တွက်လို့ရဘုံမတော်ယွာမှာတနေ့နေလို့အတုပအလုံးတစ်လုံးမမြင်ဘူးဘုံမတော်ငယ်တုန်းကတော့အင်ဂျီတရာလောက်ရှိမယ်တနေ့နေလို့အလုံးတစ်လုံးဘုံမတော်မမြင်ဘူးရှာရှာပါပါပဲ အဲ့ဒါလေအသက်ကြီးတဲ့လူပဲစုံတာငငယ်ရွယ်နဲ့စုံတယ်ရေလို့မကြမ်းမိဘူးကိုပဲမသိတာလားမသိမကြမ်းမိဘူး။ဒါယခုခေတ်တော့အဲ့လိုမဟုတ်တော့ဘူးငငယ်ရွယ်လေးစုံတာပဲ။မမွေးခင်လေးစုံတာပဲမွေးပြီးတော့လေးစုံတာပဲ။ဒါဖြင့်ဒါကတော့ ုံနိုင်တဲ့အခြေအနေတွေပေါ့စီနီယာအဖြစ်ဆိုရင်တို့ဒါကိုယ်ကရှေ့ကရောက်လာရှေ့ကရောက်လာရင်တန်းဖြုတ်သွားတော့တန်းဖြုတ်ရမယ်ဆိုတော့ကိုယ်တန်းဖြုတ်တဲ့အခါခန္ဓာရဲ့ရှိဖို့ဒါလေးအရေးကြီးတယ်ဒါဆိုရင်ဒီကနေ့တရားကိုပြန်ပြီးတော့အချင်းချုပ်ရင်လောကကြီးမှာမိသားစုဆိုတာလေတန်းစီတယ်တန်းစီတယ်လို့ပဲ တန်းစီတယ်လို့ပဲတန်းစီခံပဲပုံကောလည်းငါတို့တန်းတင်းမှာဘေကောင်ဘေးဝင်ပါလို့သွားပြုတ်လို့မရဘူးတန်းစီမဲ့ပုံကောလည်းပဲငါဘေတန်းပဲတန်းစီမဲ့လို့သွားရွေးပိုင်권မရှိဘူးထင်ပါတချို့ကလည်းပဲငါဘသူစီမှာလူဖြစ်မယ်တော့ဘာလို့နေနေပွားပွားတော့ရှိတယ်တမန်ကဘေမိသားစုစီမှာငါသိရင်တော့ဘေဘဝမှာဘလို့ဝင်မယ်လို့သွားတွက်ထားလို့မရဘူးတွက်ထားလို့မရဒါပြန်မိသားစုရေလို့ဖြစ်လာရင် စိတ်ဓာတ်ကတော့ဒူရှင်မတူမင်းတယောက်တစ်မျိုးတယောက်တစ်စိတ်ကိုကံနဲ့သူကံနဲ့သူလာကြအဲ့ဒါကိုတန်းကြီးပို့လို့မကြိုးစားနဲ့ပင်ပန်းယုံပဲရှိနောက်ပြီးတော့ကိုရှိကလူတွေအာလုံးတန်းဖြောက်သွားကြပြီဒီကိုကိုကရှိကမမယက်တီလို့ကိုကလေးဒါတနေ့ဖြောက်သွားတနေ့ဖြောက်သွားမေးအဲဖြောက်ဖို့အတွက်ကြိုပြီးတော့ဒါ ိုမှပြင်ဆင်ထားစရာကိုပြင်ဆင်ပြင်ဆင်သင့်တာကိုပြင်ဆင်ယခုခေတ်မှာကပုံသေးတွေ့လို့မရဘူးအကောင်းကြီးပဲတည်တာပဲနေမကောင်းတဲ့လူကသိမ့်မတည်ဘူးနေကောင်းတဲ့လူကပဲများများတည်နေသလားလို့ဒါကြောင့်အဲ့လိုပြင်ဆင်ပြီးတော့အလုံးနေထိုင်ကျင့်သုံးကြရမယ်လို့ပြောလို့ရင်တရားဓမ္မကိုနေကောင်းကံပါဆုံးသာပါတိရုပ်ကေပေါင်းသူတော်ကောင်းတို့